အဖိုးကြီးကျွေးမွေးထားတယ်လို့နာမည်ကြီးနေတဲ့ရန်ရှာဝါဟာသူမကြံရံနဲ့ဖုန်းဆက်ပြီးအိမ်ပြန်လန်ပေါ်မှာလူတချို့သူမကိုထူဆန်းစွာကြည်နေကြတာကိုသတိထားမိလိုက်ပါတယ်။ရှောင်ရဲဟေးငါတို့တယောက်နဲ့တယောက်တီးကြလို့လားနေငါကိုထူထူဆန်းဆန်းကြည်နေတာရိုင်းဆိုင်တဲ့အမူအရာဖြစ်တယ်လို့နင်မထင်ဘူးလား။ကောင်မလေးဟာရှောင်ရဲစကားကြောင့်လန့်သွားပြီးမရေတရဲနဲ့စကားပြန်ပြောလိုက်တယ်။ငါကြည်နေတာသူမကဓာတ်ပုံယုံကချိန်ထားတဲ့ဓာတ်ပုံပေါ်ကမိန်ကလေးနဲ့အရန်ဆင်လို့ပါ။ရှောင်ဝါဘာငါဓာတ်ပုံကိုချိန်ထားတယ်။ကောင်မလေးကဟုတ်တယ်နင်းတဲ့ကောင်လေးတယောက်ရင်းရင်းနှီးနှီးအထူးထူတွဲရိုက်ထားတဲ့ပုံမှာ ခဏအတွင်းမှာပဲဓပုံယုံကပေါ်စာသူနဲ့လူရှိချမ်းတူရိုက်ထားတဲ့လျှဝတ်ဓပုံကိုကြော်ညာအတွက်ချိန်ထားတာကိုရှောင်းဝါသဘောပေါက်လိုက်တယ်။ရှောင်းဝါကငါနင်းကိုပြောမယ်ဓပုံဘော်ကကောင်လေးကငါနဲ့ဥပဒေနဲ့အညီလက်ထပ်ထားတဲ့သူပါ။ကောင်မလေးကဘာနင်းနင်းလက်ထပ်လိုက်ပြီ။ရှောင်းဝါကဟုတ်တယ်ငါလက်ထပ်လိုက်ပြီ။အဲ့ဒီဓပုံကငါဒီကိုကြောင်းလာတတဲ့အချိန်တုန်းကရိုက်ထားတာ။အဲ့ဒီဆိုင်ကတတိယငါခွင့်ပြုချက်မရပေနဲ့ဓပုံကိုယူသုံးတာ။အခုငါနောက်ွယ်မှာတခြားသူတွေငါ့ကိုဘလို့ပြောနေကြလဲမသိဘူးဒါပေမဲ့ငါတို့ကဥပဒေနဲ့အညီလက်ထပ်ထားတာပါ ငါသူနဲ့ဘလို့ပဲပုံရိုက်ရိုက်တဘာဝပဲသူတို့ဝေဖန်စရာမလိုပါဘူးကောင်မလေးကတောင်းပန်ပါတယ်ငါအပြင်ကစကားတွေကိုနားထောင်ပြီးမင်းကိုအထင်လွဲမိပြီးအခုအဆိုင်သွားပြီးတတိနဲ့စီရင်ရှင်လိုက်ပါဒါမှမဟုတ်ရင်ဒီကြောင်လုံးကနင်းကိုအဖိုးကြီးနာကတ်စားတဲ့ကောင်မလို့ပြောနေကြလိမ့်မယ်ရှောင်ရွက်ကတကယ်ကိုလွန်လွန်နေပြီးလူကိုကြီးကနင်းထက်၄၅နှစ်ပဲကြီးတာကိုသူတို့ကအဖိုးကြီးတယ်လားသွားမယ်ငါတို့အဲ့ဒီတတိနဲ့စီရင်သွားရှင်မယ်ခဏနေတော့တတိဟာရှောင်ဝါမန်းတည်သွားတော့နောက်ပြန်လဲမလို့လို့တော့ရှောင်ရွက်ဖမ်းထားလိုက်တယ်အဖိုးကြီးနင်းထောက်ထားတွေကိုဖျက်ဆီးနေတာပေါ့ဟုတ်လား အဖိုးကြီးကဘားထောက်ထားတွေလဲနင်တို့တွေယူနေပြီရှောင်းဝါအဆုံငါးကိုတော့နင်းတိမယ်ထင်တယ်ရှောင်းဝါဟာနေရံဘော်ကတပုံကိုဖြိုးချလိုက်တယ်ရှောင်းဝဲဟာအဖိုးကြီးကိုတစ်ချက်ဆုံးမလိုက်တယ်အဖိုးကြီးကနင်တို့ကဘာလုပ်ချင်တာလဲငါရဲတိုင်လိုက်မယ်နော်ရှောင်းဝါကတပုံကိုပိုင်ရှင်မသိအောင်ကြောင်ညာသဘောလိုမျိုးချိန်ထားတာဥပရိနဲ့မညီဘူးနော်နင်းဒီလိုလောက်တာနောက်ဆိုရင်ဘသူကတပုံလာရိုက်ရဲတော့မှာလဲအဖိုးကြီးကတပုံ၄၅ပုံပဲမှောင်မဲနေတဲ့ပုံတွေကိုတခြားသူငါကိုချိန်ခိုင်းလဲငါမချိန်ပါဘူး ရှောင်ရွေကအမားကိုဝင်မခံသေးဘူးဟုတ်လားရှောင်ရွေဟာအားနဲ့အဖိုးကြီးနှစ်ယောက်ကိုလိန်ဆွဲလိုက်တယ်အဖိုးကြီးကအာမဆွဲနေတော့ငါမှမှန်းသိပါပြီနစ်ပုံကိုကြည်ရတာယဉ်ကျေးလိမ့်မာတဲ့ပုံပေါ်လို့နစ်ပုံကိုယူပြီးတော့ကြောညာသဘောနဲ့ချိတ်ချင်ုံလေးပါရှောင်ဝါကမူရင်းပုံတွေထုတ်ယူလာခဲ့အဖိုးကြီးကမူရင်းပုံတွေမရှိတော့ဘူးအရင်တကနှင်းကိုအကုန်ပေးလိုက်ပြီလေရှောင်ရွေကလိန်ပြောနေသေးတယ်နောက်တစ်ခေါက်ထပ်ရိုက်လိုက်ရမမြန်ယူထုတ်လာပြီစမ်းအဖိုးကြီးကလိန်ပြောမရမှန်းသိတော့တိတ်တိတ်လေးနဲ့မူရင်းပုံယူထုတ်ပေးလိုက်ရတယ်။အဖိုးကြီးကမူရင်းပုံနှင်းကိုပေးပြီးပြီ ငါတို့အလုပ်တူတူပေါင်းလို့မယ်ဘယ်လိုလဲနင့်ပုံကိုကြောင်ကြားသဘောနဲ့ငါချိန်ထားမယ်စုံတွဲတတွဲတပုံလာရရင်နင့်ကိုအဲ့ဒီဝင်ငွေတွေက5%ပေးမယ်ဘယ်လိုလဲအလို့ဆိုနေလဲအရှုံးမရှိသလိုအလကားနေဝင်ငွေတောင်ရသည်တယ်ငါအဲ့လောက်ပတ်စံလေးကိုမမတ်ပါဘူးငါကိုလှည့်စားဖို့မစင်စားပါနဲ့ဒီကိစ္စမှာငါရဲမတိုင်ခင်တောင်းပန်စာရေးပြီးပြာခံပေါ့ဝါမှာတပတ်လောက်ချိန်ထားပေးရမယ်ဒါမှမဟုတ်ရင်ငါရဲတိုင်ရလိမ့်မယ် အဖိုးကြီးစိတ်ဆိုးသွားပြီးအဖိုးကြီးကနေရက်တပုတ်ကိုချိန်ထားရုံလေးပဲကိုနေဘက်ကြီးလူကိုလည်းလာရိုက်သေးတယ်စောကားပြောဆိုရယ်နေရဲတိုင်စရာမလိုဘူးငါအခုပဲသွားတိုင်လိုက်မယ်ရှောင်းရယ်ငါခုနသူ့ကိုရိုက်လိုက်တာသူ့ရဲတိုင်ရင်ငါကိုဖမ်းသွားလောက်မယ်ထင်လားရှောင်းဝါကမဟုတ်တာမကြောက်နဲ့ကိစ္စမရှိတော့ဘူးနေရိုက်တာလဲသွေးထက်တန်ရုံအထိမဖြစ်ပါဘူးပြီးတော့သူငါပုံကိုငါမသိအောင်ယူသုံးထားတာလေရဲသူ့ကိုမကူညီတော့ဘူးအဖိုးကြီးကရဲမင်းခင်ဗျာနေတော့မမြန်လာခဲ့မလာရင်လူတက်ထွက်သွားနိုင်တယ်သူတို့ကလူရက်တဲ့အပြင်လူကိုပါရိုက်သွားသေးတယ် တနက်ပါယူလာတာအကောင်းဆုံးပဲခဏနေတော့ရဲတွေရောက်လာပြီးအဖိုးကြီးကရဲမင်းတို့သူတို့ကလူရက်တဲ့အပြင်လူကိုပါရိုက်သေးတယ်သူတို့ကိုဖမ်းပြီးပါရဲမင်းကဒါဘလို့ဖြစ်ရတာလေရှောင်းဝါကရဲမင်းရေးဒီလိုပါငါဒီမာကမြို့သားနဲ့ဓပုံရိုက်ခဲ့ဘူးလေအဲ့ဒါဒီဆိုင်ပန်ရှင်ဖိုးကြီးကငါတို့ကိုမပြောဘဲပုံတွေကိုသူ့ရဲ့ဆိုင်ချောင်းညာအနေနဲ့ချိန်ထားတယ်ကျမကဓပုံပြန်လာယူတာကိုသူကလူရက်တယ်လို့ပြောတယ်ဓပုံပြန်ယူတဲ့အချိန်မှာအခြေတင်စကားများကြလို့သူကလူရိုက်တယ်ပြောတယ်ငါတို့နှစ်ယောက်လုံးကအားနေတဲ့မိန်းကလေးတွေပါလူကိုဘယ်လိုလုပ်နိုင်အောင်လုပ်နိုင်ပါလဲ အဖိုးကြီးကသူတို့ပြောတာကိုနားမထောင်ပါနဲ့သူတို့ကပစ္စည်းလာလို့လားပြီးတော့အဲကောက်မလေး9ရက်ကိုဆွဲတာ2ရက်တောင်ပြုတ်ထွက်တော့မေရေမင်းကငါစကားမပြောခိုင်းမင်းနဲ့ဝင်မပြောနဲ့ရှောင်းဝါကရေမင်းဦးလေးငါနေနဲ့နှစ်ယောက်တည်းစကားပြောလို့ရလားရေမင်းကရတယ်တကားပေါဝါမှာရှောင်းဝါနဲ့စကားခဏပြောပြီးရဲ့နောက်ဆိုင်ထဲဝင်လာပြီးအဖိုးကြီးကိုတောင်းပန်ဖို့ပြောပါတယ်ပြီးတော့တောင်းပန်စာရေးပြီးဆိုင်ပေါဝါမှာချိန်ထားဖို့မမေ့နဲ့လို့အဖိုးကြီးကိုပြောလိုက်ပါတယ် အဖိုးကြီးကတန်တရားစိတ်ဝင်လာတယ်။ရမင်းရှောင်းဝါနဲ့စကားပြောပြီးတဲ့နောက်မှာတော့သူ့ကိုတောင်းပန်ဖို့ပြောတယ်ဆိုတော့ရှောင်းဝါကနောက်ခံကောင်းတဲ့သူပဲဖြစ်ရမယ်လို့တွေးလိုက်တယ်။အဲတော့အဖိုးကြီးကလက်မခံချင်မဲနဲ့တကိစားကိုလက်ခံလိုက်ရတယ်။ရှောင်းရွက်ကရှောင်းဝါနင်ရမင်းနဲ့ဘာတွေပြောလိုက်တာလဲ။ဘာလို့အလောက်တောင်အဆင်ပြေသွားရတာလဲ။ရှောင်းဝါကငါသူ့ကိုဒီလိုပြောလိုက်တယ်။ငါမျိုးသားကစစ်သားအဖွဲ့စည်းတဲ့ကဆိုတော့သူ့ပေါ်တရားမှုရှိတယ်။ပြီးတော့ငါတွက်ကလည်းအန်ရည်များစီတယ်တကိစကြီးလာပြီဆိုစတားတယောက်ရဲ့ပုံရိပ်မကောင်းဘူးရှောင်းရဲကဝါ စစ်သားဖြစ်ရတာလဲမိမိုက်လိုက်တာကွယ်